င်မေးအတွက်ကျွန်တော်ဆိုကျွန်တော်အရန်တံပိုးထားတဲ့စပင်းတော်ချက်ရောက်ပြီးတော့လူထားတာစပင်းက6နှစ်ရှိပြီစပင်းရှင်နဲ့6နှစ်နေလာတာအဲ့မဲ့စပင်းဖြတ်ဖို့အတွက်ကိုတော့နည်းနည်းလေးစဉ်းစားရရပါတော့အတိမိတ်စီဖုံးဆက်လေလူကြမှာပါပေါ့ပြောရပါဒါပေမဲ့အတိုင်းကြတော့အာနာလို့တို့ကိုကိုတိုင်းစပင်းဝင်ပဲဖြတ်တော့လဲစစပင်းကဖြတ်ရတော့အဝါရတယ်တသိမ့်ရတယ်ကျွန်တော်ရဲ့ပြုတ်ကြရမှာဒီရနာစီတဲ့ခီးတဲ့တွေတကယ်ကြီးအမိမိတ်စီတွေလူထားတာတွေရောနော် မျိုးပတ်ရထားစီတဲ့ခီးခုနှစ်ရသားသမီးတွေလှူထားတာတွေရောအကိုစပင်းဖြတ်ရောက်တာတွေရောအကိုလို့စုစုပေါင်း55သိန်း8400တန်း၄00အကိုတယောက်တည်းပဲသွားလှူတာအခြားလူတွေမပေါ့ဟိုအစွန်းအတွက်လေးတဲ့သူဆိုရင်တထောင်စွန်းနာလေးရှိတယ်9000စွန်းနာလေးရှိတယ်အဲ့လိုအစွန်းအတွက်လေးတွေဟိုအကိုမတုံးဖို့လို့ပြောတယ်ဆရာအဲ့ကြမတုံးပြဘူးတိတ်ကြတာမတုံးပြဘူးဟို ဒီအလူငွေတွေကမထီကျင်သည့်တွေဥပမာခုဟိုတနေ့ရဆို20ရင်းနဲ့မန္တလေးသွားတယ်ကိုယ်စီရင်းနဲ့ကိုသွားတယ်ကိုယ်စီရင်းနဲ့ဆိုအဲ့လိုအစွန်းအတွက်လေးတွေစုစုထားတယ်အဲ့လမ်းစီးသဘောမျိုးရသွားပါတော့အဲ့လိုမျိုးပေါ့45သိန်း8000 4000နဲ့4000အတိအကျလူနိုင်40နဲ့6သိန်းပို့လူလာတာနည်းနည်းဖြည့်ပြီးတော့လေအစပင်ကတော့ဘယ်လိုပြောမလဲဟိုငလင်ဘေးအတွက်လှူကျင်တာနဲ့အကူတန်ဖိုးထားတဲ့စပင်ကိုအရင်ဆုံးဖြတ်ရောက်ပြီးတော့မှ ဟိုကျွန်တော်တော်မှမန္တလေးငလင်ဘေးတွေကျွန်တော်အရန်တံပိုးထားတဲ့စပေးကိုဖြတ်ရောက်ပြီးတော့လှူထားတယ်ကျွန်တော်အတိမိတ်ဆွေတွေလှူပေးကြပါအောင်ဆိုပြီးတော့မှအကိုရဲ့ Facebook အကောင့်မှာရော TikTok အကောင့်မှာရောအဲ့လိုတင်လိုက်တာပေါ့နော်မန္တလေးငလင်ဘေးအတွက်ကျွန်တော်ကျွန်တော်အရန်တံပိုးထားတဲ့စပင်းဖြတ်ရောက်ခဲ့ပြီပေါ့နော်စပင်းက6နှစ်ရှိပြီစပင်းရှင်နဲ့6နှစ်နေလာတာအဲ့ဒါစပင်းဖြတ်ဖို့အတွက်ကိုတော့နည်းနည်းလေးစဉ်းစားရရပါတော့ဘာလို့လဲဆိုတော့ကိုအရန်တံပိုးထားတဲ့စပင်းဆိုတော့လေ ော့အတိမိတ်ဆွေတရားလည်းမဖြတ်ပါနဲ့မင်းမင်းစပင်ဖြတ်လဲဟိုနှစ်သိန်းသုံးသိန်းနဲ့ပို့မရဘူးဘာညာပေါ့နော်အဲ့လိုပဲပြောတာပေါ့ဒါတိုင်းပဲမင်းအလှခံလိုက်လဲအတိမိတ်ဆွေဖုံးဆက်လဲလှူကြမှာပါပေါ့ပြောတာပေါ့ဒါပေမဲ့အတိုင်းကြတော့အားနာလို့တို့ကိုကိုတိုင်းစပင်ဝင်ပဲဖြတ်တော့လဲစာစပင်ကဖြတ်ရတော့အဝါရတယ်တသိန်းရတယ်နှစ်သိန်းသုံးသိန်းမရဘူးတသိန်းရတယ်အရှေ့ကအဝါအရှေ့ကနှစ်ပေရှိတယ်မန္တလေးငလင်ဘေးကိုကျွန်တော်လူဖို့အတွက်ဆက်ရောက်ခဲ့တာပါအခုဘယ်လောက်ရခဲ့တုန်းဆိုတော့ တသိန်းရတယ်ဗျအရန်ရေးကြည့်ရဆိုတော့လေငလင်ဘေးကပို့ပြီးတော့ရေးကြည့်တယ်ပို့ပြီးတံပိုးရှိတယ်ဆိုပြီးတော့အဲငလင်ဘေးအတွက်ကိုပဲဦးစားပေးလိုက်တာပို့ပြူးစီဘီကတော့ကတုံးနဲ့ရိုက်လဲဘာမှဖြစ်ဘူးနောက်သပင်းဆိုတာလဲတူသွားတဲ့အမျိုးမဟုတ်ဘူးနောက်ကြလို့ရှင်ပြန်ရှည်လာမှာပေါ့နော်တော့လေးငါရက်တိအလူခိုင်းစား2,900နဲ့ရတော့ဒီ2,900နဲ့ရတော့ဘလို့မှအဆင်မပြေဘူးပေါ့နော် အဲ့ဒီတော့မှငါစိုးပိုင်းစိတ်ကူးထားတဲ့အချိန်မှာငါစပင်အရင်ဆုံးသွားဖြတ်မယ်ဖြတ်ပြီးတော့မှအဲ့လိုမျိုးလေးပေါ့ကျွန်တော်တော့မန္တလေးခလင်ဘေးအတွက်ကျွန်တော်အရန်တပ်ဖို့ထားတဲ့စပင်ကိုဖြတ်ရောက်ပြီးတော့မန္တလေးခလင်ဘေးအတွက်လှူထားတယ်အားလုံးပဲမြည်သူမဆိုတတ်နိုင်သလောက်ပါဝင်ကူညီကြပါအောင်ဆိုပြီးတော့မှအဲ့လိုလိုက်လွင့်ပြီးအလှခိုင်းတာပေါ့နော်ဗီဒီယိုဖိုင်လေးရိုက်ပြီးအလှခိုင်းတာအဲ့ကဒီအလှခိုင်းတာကိုမှန်းထားတော့20ကျော်ကျော်လောက်ပဲမှန်းတာတကယ်တမ်းခံလိုက်တော့အားလုံး 45သိန်း8400 400ရရတယ်ဗျကရုံးတုံးပြီးသွားတော့ယထာပေါ်မှာအလူခံဖြစ်တယ်ဆိုတာကွာရှင်းရနေ့မနေ့ကတော့ဟိုဟာမြို့ထဲမှာအလုပ်ကိစ္စရှိလို့သွားတာရှင်းရနေ့မနေ့မြို့ထဲမှာအလုပ်ကိစ္စရှိတော့သွားတော့အဲ့မှာဟိုမိရထာဝန်တယောက်ကကိုမိုးကြီးကိုမျိုးကြီးဆိုတဲ့အကောက်အကောက်ကတော့ကိုမျိုးကြီးလူနာမည်တော့မသိမိရထာဝန်တန်းတယောက်ကနေတော့မှာအားရမင်းငလင်ဖေးအတွက်အလူခံနေရပဲတဲ့ဟဲ့မှာယထာပေါ်တက်ပြီးအလူခံပါလားတဲ့အဲဒါ ခံအစကျွန်တော်ဘလို့ခံမလို့သာအမှပုံရှိရတဲ့မုံပုံလေးလေအဲ့မုံပုံလေးတပုံရတာနဲ့အဲ့မုံပုံလေးရတာနဲ့အလူခံကြည့်ရတယ်လူခံကြည့်လိုက်တော့ယထာစီတဲ့ခီးတွေရကျွန်တော်ရဲ့ဂျေစုရှင်တွေကျွန်တော်ရဲ့ဘလူဂျူစာတွေတော့အထူးပြောစရာမလိုသူတို့ကထဲ့ကြပါတယ်အားလုံးအကကနေ၈ရက်နေ့မနေ့နှစ်စီးအလူခံလိုက်တယ်အကကနေပြီးတော့မှ၉ရက်နေ့ညနေကြတော့အားနေရနဲ့ငါတတိုင်းနေမဲ့စာနည်းနည်းမှရရတသိမ့်ရရ၅000ရရ1000ရရသွားပြီးအလူခံအောင်ပါဆိုပြီးတော့မှ ဒီရက်ွက်ထဲမုံစံတစံမုံဘုံလေးတစ်ပုံးသွားတောင်းပြီးတော့အဲ့ဒါသွားပြီးလူခန်းတာကိုရဲ့နေရာ၃စီးလူခန်းတာအအကုန်လုံးစုစုပေါင်းရထားပေါ်ကြီး9သိန်း4000နဲ့9400ရတယ်။ကျွန်တော်ရဲ့ဒီလူခန်းပါလေကျွန်တော်ရဲ့ဒီလူခန်းပါလေရထားစီးတဲ့ခီးတဲ့တွေကကိုတိုင်းတယောက်တည်းပဲသွားလူတယ်။ကိုတိုင်းဒီအလူငွေအကုန်လုံးစုစုပေါင်း55သိန်း8400နဲ့400အဲဒီအကိုရဲ့တငယ်ချင်းအတိမိတ်ဆွေတွေလှူထားတာတွေရောနော် မျိုးပတ်ရထားစီတဲ့ခီးခုနှစ်ရသားသမီးတွေလှူထားတာတွေရောအကိုစပင်းဖြတ်ရောက်တာတွေရောအကိုလို့စုစုပေါင်း55သိန်း8400အကိုတယောက်တည်းပဲသွားလှူတာတခြားလူတွေမပေါဘူးဟိုမယ်ကြတော့အကိုရဲ့တငယ်ချင်းရှိတယ်အကိုလည်းတရှင်းနှစ်ပုတ်ရေးပေးထားတယ်မရာပူကမြို့နယ်ထဲမှာလေတီးရေးစီကနေမျိုးအောင်နေမျိုးအောင်အိမ်မှာတဲပြီးတော့မှအသူဆိုင်ကယ်နဲ့ဆိုတော့ပို့အဆင်ပြေလေအိမ်ဝင်တိမ်တွေအဲမရာပူကမြို့နယ်တွေကအိမ်နေတဲ့အိမ်ဝင်တိမ်တွေလိုက်ပို့တယ် ညနေပိုင်းကျတော့မောသွားတာနဲ့အဲကြံတဲ့အိမ်မျိုးကတ်လေးတွေလှုပ်ပြီးတော့လိုက်ပို့ပေးတယ်အဲလိုက်ညနေကျတော့တန်းစီခိုင်းတာပေါ့အားတော့နာတယ်တန်းစီခိုင်းတာလေဒါပေမဲ့လို့ဟိုတအိမ်ဝုန်ပေးသွား3000ဟိုလုံးဝပျက်စီးသွားတဲ့အိမ်နေဆိုရင်9000အဲ့လိုပေးရဆိုတော့ဒီတတ်မစီခိုင်းလို့လည်းမရတော့လေအဲ့လိုမျိုးပေါ့နော်ဒါဒါအပေါ်စုအပေါ်စုမေ့နေတာအပေါ်စု 你们看，熬夜多点地方。啊，兄弟，爸爸你回家。知道了，考三三，考三三。နောက်ထပ်တော့ဟိုဘယ်လိုပြောမလို့အလူဝေလူတဲ့လူတွေဒီမနေ့ကဆိုလို့ရှိရင်ညီလေးတယောက်ကအခုရှိဦးတသိန်း2000လွှဲလိုက်တာညီလေးမင်းတူတဲ့တသိန်း2000လွှဲလိုက်ပြီးတော့မှ2000ကတော့အကိုသုံးဖို့တဲ့တသိန်းကတော့ဒီငလင်ဘေးတွေလှူလိုက်တာတဲ့အကိုကအဲ့လိုမျိုးပဲအကိုလှူလိုက်တဲ့ဟာလေးတွေလေး ဟိုအစွန်းအတွက်လေးတဲ့သူဆိုရင်1000စွန်းနာလေးရှိတယ်9000စွန်းနာလေးရှိတယ်အဲ့လိုအစွန်းအတွက်လေးတွေကိုဟိုအကိုမတုံးဖို့လို့ပြောတယ်ဆရာအဲ့ကြမတုံးပြစ်ဘူးတိတ်တာမတုံးပြစ်ဘူးဟိုဒီအလူငွေတဲ့ကမထီကျင်သည့်တွေဥပမာခုဟိုတနေ့ရဆိုရင်20ရင်းနဲ့မန္တလေးသွားတယ်ကိုစိင်းနဲ့ကိုသွားတယ်ကိုစိင်းနဲ့ဆိုတော့အဲ့လိုအစွန်းအတွက်လေးတွေစုစုထားတယ်အဲ့နန်းစည်းသဘောမျိုးရသွားပါဘောနော်အဲ့လိုမျိုးပေါ့45သိန်း8400လေးရောက်အတိကျလူနိုင်46သိန်းပို့လူလာတာနည်းနည်းဖြည့်ပြီးတော့လေကျွန်တော်ဒီဒီစုရေးရေးလို့ပေါ်ပါတယ် ဖိလစ်ပင်းအတွက်ကျွန်တော်ဆိုရင်ကျွန်တော်အရန်တန်ဖို့ထားတဲ့စပင်းတော့ချက်ရောင်းပြီးတော့လူထားတာဟုတ်ကဲ့ဆရာလူတယောက်တည်သွားလို့ရှိရင်ဘာဘာသာဝဲကူွယ်ကူွယ်ကျွန်တော်တို့တည်သွားလို့ရှိရင်ဘေဘာသာဝဲကူွယ်ကူွယ်ကျွန်တော်တို့တော့ပါမှာနှစ်ခုပဲရှိတယ်ကျွန်တော်တို့လှုပ်ထားတဲ့ကောင်းတာနဲ့မကောင်းတာပဲကြံတဲ့အရာဝတ္ထုတွေကအကုန်ထားကြရမှာအခုငလင်ဘေးဖြစ်လိုက်စားဆိုလဲကြည့်တချို့ဆိုရင်တအားနဲ့အရန်ရှမ်းတာတဲ့လူတွေအများကြီးပဲခဏလေးတွေ့ကိုလမ်းဘေးရောက်ကုန်တာဒါတံဝေကရစရာတွေပဲပေါ့နော်